ကချင်ပြည်နယ်ဖားကဲမြို့နယ်လုံခင်းနဲ့မော်စီစားတို့မှာဒီကနေ့မနက်ပိုင်း10:45မိနစ်ဝင်းကျင်ကတချိန်တည်းဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူနအူးသေဆုံးသွားခဲ့တယ်လို့အဆိုပါဒေသခံများထံမှသိရပါတယ်။ဘုံပေါက်ကွဲမှုဖြစ်စဉ်ဟာတချိန်တည်းမှာဖြစ်ပွားခဲ့ပြီးလုံခင်းအထက် Jailof အနီးမှာဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုဟာလူသေဆုံးမှုများမရှိခဲ့တော့လဲမော်စီစားလမ်းဆောင်မှာဖြစ်ပွားတဲ့ပေါက်ကွဲမှုဟာလူနအူးသေဆုံးသွားခဲ့တယ်လို့အမိမဖော်လို့သူဒေသခံအူက EPN သတင်းဌာနကိုအတည်ပြုပြောပါတယ်။ လုံခင်အထက်ကပောက်ကွဲမှုမှာတော့ထိခိုက်သေးဆုံးတာမရှိဘူးမော်စီစာလမ်းဆောင်မှာပောက်ကွဲတာကတော့လူနှစ်ယောက်သေသွားတယ်တီသွားတဲ့သူတွေကစစ်သားလားအရက်သားလားတော့တီချောင်မသိဘူးပောက်ကွဲပြီးတော့စစ်တပ်ကရောက်လာပြီးမှအလောင်းတွေကိုတဲသွားတာတွေ့တယ်ပောက်ကွဲတာကတစ်ချိန်တည်းမှာဖြစ်တော့ပြင်းအားတော်တော်ပြင်းနေအနီးကအိမ်တွေစုံမိုင်းဆော့ရီမှန်ပြီးပြက်စီးကုန်ပြီလို့သူကဆိုပါတယ် အဆိုပါမော်စီစာလမ်းဆောင်မှပောက်ကွဲမှုဟာအချင်းပေါင်းလဲအတွင်ဘုံထောင်တာချင်းဖြစ်ကောင်းအဆိုပါအချင်းပေါင်းလဲကိုအခင်းပြေရာနေရာမှာဒီကနေ့အစောပိုင်းကလေးကလာရောက်ထားတော့ချင်းဖြစ်တယ်လို့သူကထပ်မံပြောပါတယ်ဘုံကအချင်းပေါင်းလဲကနေပောက်ကွဲတော့အချင်းပေါင်းလဲကိုဒီနေ့မနေ့စောစောပိုင်းမှာလာထားထားရတဲ့ပိုင်ရှင်ကပေါ်မလာပေါ်မလာနဲ့ဆိုတော့အနီးနားကဒေရောက်ခန်တွေကတွားယူပြီးတင်ထားမလို့တော့လုပ်သေးတယ်လို့ပြောတယ်ဒါပေမဲ့တွားမသိမ့်ဖြစ်လိုက်ဘူးတင်များတင်ဖြစ်လို့ကတော့တွားပြီပဲလို့သူကဆိုပါတယ် အဆိုပါဖြစ်စဉ်များဖြစ်ပွားခြင်းဟာရွေးကောက်ပွဲအတွက်လုံခြုံရေးယူရန်တပ်မတော်မှတက်လာတဲ့စစ်တောင်းကိုရည်ရွယ်လှုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းနဲ့ပြည်သူများနေထိုင်သွားလာနေကြတဲ့ကြေးရွာရပ်ကွက်နေရာများမှာယခုကဲရိုးလှုပ်ဆောင်ရန်မတင်ကြောင်းကိုဘကတ်မျိုးနေဒေသခံတို့ကတုံ့သက်ပြောပါရယ်အခုကရွေးကောက်ပွဲအတွက်လုံခြုံရေးယူဖို့ဟိုတနေ့ကစပြီးတက်ကစစ်တောင်းထိုးလာတယ်အဲ့တော့ကိုတော့ဘက်ကအဖွဲတွေကတိုက်ခိုက်တော့လက်နက်ကြီးတွေလည်းကြီးရော်သေးတွေကြားတယ်လူသေးဆုံးတာတွေလည်းရှိတယ် အခုလည်းနေရောက်သေးတယ်လို့ကြားတယ်။ဒါမျိုးပြည်သူလူထုတွေနေထိုင်သွားလာနေကြတဲ့ကြေးရွာရပ်ကွက်တွေမှာစီးရေဖော်ဆောင်ဖို့ကမတင်ပါဘူး။ နှစ်ဖက်လုံးကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေလို့ပြောပြောနေကြပြီးမှပြည်သူကိုမကာကွယ်ပဲပြည်သူကိုနီးရမျိုးမျိုးနဲ့တတ်နေကြတာတော့မဖြစ်သင့်ဘူးစဉ်းစားဖို့တောင်ကောင်းနေပြီလို့ပဲပြောချင်ပါတယ်လို့သူကဆိုပါတယ်ဖကတ်မျိုးနဲ့အတွင်းတော့တပ်မတော်မှလုံခြုံရေးယူရန်စစ်ကြောင်းများထိုးလာပြီးနောက်တပ်မတော်နဲ့ KIPDF ပူးပေါင်းဖွဲ့တို့ကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးကြေးရွာအတွင်းလက်နက်ကြီးများကြားရောက်ပောက်ကွဲကောင်းလက်နက်ကြီးစထိမှန်၍တေဆုံးသူများလည်းရှိနေတယ်လို့မြေပြင်တရင်အချက်အလက်များအရသိရပါတယ် တမတော်နဲ့ KIEBD ရဲ့ပူပေါင်းဖွဲ့တို့ကြောင့်တိုက်ပွဲများကြောင့်နိုဝင်ဘာ၈ရက်နေ့ကလည်းယူမာကျေးရွာဘုံကြီးကျောင်းတို့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုဖြစ်ပွားပြီးအလားတူသောနိုဝင်ဘာလ၉ရက်နေ့နနက်၁၇နာရီဝန်းကျင်ကလည်းမော်ဇီဇာဘုံကြီးကျောင်းအနီးမိလမကြီးပေါ်မှာလက်နက်ကြီးကြားရောက်ပောက်ကွဲ၍အသက်၂၀ဝန်းကျင်အမျိုးသမီးတို့လက်နက်ကြီးဆောက်ထိမှန်တေဆုံးသွားခဲ့တယ်လို့လည်းသိရပါဗျ။